ကချင်ပြည်နယ်ချီပွေကရိုင်ချီပွေမြို့နယ်ဖီမော်တေတာမှာ KNOKA လက်နက်ကင်ဖွဲ့စည်းကကချင်ပြည်နယ်အထူးဒေသတဲ့နေမြများအားသိမ်းပိုက်ထားနိုင်ခြင်းတနည်းဖြင့်စုတောင်းပွဲကိုနိုဝင်ဘာလ17ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တယ်လို့ဒေသခံများထံကသိရပါဗျ။ အဆိုပါဆုတောင်းပွဲပြုလုပ်ရမှာဒေသခံ ပြည်သူများကို ဖိတ်ကြားကရခင်ပြည်သူစစ်နဲ့နေထောင်ဆောင်တပ်များမှတာဝန်ထမ်းဆောင်ခဲ့ပူသူများအောင်ယခုချိန်မှာစစ်မှုပြန်လည်ထမ်းဆောင်ရန်နဲ့ဒေသတွင်ရှိပြည်သူများအနေနဲ့လည်းအခွန်များကိုမပြတ်မကွက်ပေးသွင်းကြရန်ပြောဆိုခဲ့တယ်လို့ဖီမော်ဒေသခံတို့ကဆိုပါတယ် ပြီးခဲ့တဲ့ရက်ကလောက်တာဟုတ်တယ်အဆုတောင်းပွဲမှာအခုအုတ်ချုပ်ရည်မှုနဲ့ slang ကဘာဆိုတဲ့သူကစစ်မှုပြန်ထန်ကြဖို့နဲ့အခွန်ငွေတွေကိုပုံမှန်ပေးဆောင်ဖို့ပြောတယ်အခွန်ကအိမ်မှာရှိတဲ့ပိုင်ဆိုင်မှုအလုံးအတွက်အခွန်ပြီးတော့အိမ်မွေးတိရစ္ဆာန်ကျွဲနွားခွေးဝဲချက်အကုန်လုံးကိုအခွန်ပေးဆောင်ခိုင်းနေတာဟုတ်တယ်လို့သူကဆိုပါတယ် KNO KNA တို့က၎င်းတို့တတ်မှတ်ထားတဲ့အခွန်ပေးဆောင်ခြင်းမရှိသူများနဲ့စစ်မှုထမ်းရန်ပြက်ကွက်သူများကိုလည်း ၎င်းတို့ရဲ့ new buddy အရာအေးအေးယူဆောင်ရွက်သွားမယ်လို့ slang ကဘာဆိုတဲ့သူကချင်းချောက်ပြောဆိုခဲ့တယ်လို့အမီမဖော်လို့သူဖီမော်တီရောက်ခံတူကထဲတွင်ပြောပါတယ်စစ်မှုထမ်းဖို့နာမည်စင်းတွေကိုဒီလမှာနောက်ဆုံးထားပြီးအုတ်ချုပ်ရေးမှုစီကိုစီရင်သွားပေးရမယ်လာမပေးတဲ့သူတွေကိုသူတို့ကိုယ်တိုင်လာခေါ်မယ်ဒဏ်ကြေးလဲပေးဆောင်ရမယ်လို့ပြောတယ်ပြီးတော့အခွန်ပြတ်တဲ့သူတွေကိုလည်းနှဆတိုးပြီးကောက်မယ်လို့ပြောတယ်။အဲ့ဒါမှထပ်ပြီးပြက်ကွက်ရင်ပိုင်ဆိုင်မှုတွေကိုပါတိမ့်မယ်ဆိုပြီးမှချိမ့်ချောက်ပြီးမှပြောလာတယ်လို့သူကဆိုပါတယ်။ ကချင်ပြည်နယ်အသူဒေတာတဲ့နေမင်းများအား KNOKA လက်နက်ကိုင်ဖွဲ့စည်းကတိမ့်ပိုက်ခဲ့ပြီးနောက်ပိုင်းမှာဒေတာတွင်ရှိပြည်သူများအားလူသစ်ဆူဆောင်းခြင်းများအခွန်ဆက်ကြေတို့ကိုခေါင်းစဉ်အမျိုးမျိုးတက်ကကောက်ခံခြင်းများပြုလုပ်လျက်ရှိနေပြီးတရားစာတတူဖို့ခြင်းများကိုလည်းစီးပွားရေးလုပ်ငန်းရှင်များနဲ့အတူအကျိုးတူပူးပေါင်းကဒေတာခံပြည်သူများကောက်ွက်နေတဲ့ကြားကအတင်းအကျပ်လှုပ်ဆောင်နေကြတယ်လို့သိရပါတယ် လက်ရှိဖီမော်ဒေတာဟာ KNOKA လက်နက်ကိုင်ဖွဲ့ကအုပ်ချုပ်နေတာဖြစ်ပြီးဒေတာခံပြည်သူအများပြားမှာစီးပွားရေးလုပ်ငန်းများကိုအရင်ကလိုလုတ်ကင်နိုင်ခြင်းမရှိတာကြောင့်အခွန်ပေးဆောင်ရန်ခက်ခဲလျက်ရှိနေကြောင်းနဲ့လူငယ်လူရွယ်အများပြားတို့ဟာလည်း KNOKA တို့ရဲ့လူတစ်ဆုဆောင်ခြင်းခံရမှာကိုစိုးရိမ်ပြီးထွက်ပြေးသိမ်းရှောင်နေကြတာဖြစ်ပြီးဒေတာတစ်ခုလုံးဟာလည်းအရင်ကလိုစီကားမှုမရှိတော့ဘူးလို့ဒေတာခံပြည်သူများရဲ့ပြောဆိုမှုအရသိရပါတယ် လက်ရှိချိန်မှာကချင်ပြည်နယ်အထူးဒေသတဲ့နေမင်းများကို KNOKA လက်နက်ကင် ဖွဲ့စည်းကထိန်းချုပ်ထားပြီးခီးသွွာလာမှုကန့်သက်ထားခြင်းလမ်းခီးမှာလည်းစစ်စေးများတင်းကျပ်ထားခြင်းတို့ကြောင့်ခြိဖွေပောင်းဝဖီမော်လမ်းဆဲဆတဲ့ဒေသများကိုကုန်စည်ကားများနဲ့ခီးတဲ့ကားများသွာလာမှုတို့ဟာလည်းနေပါလျက်ရှိတယ်လို့သိရပါတယ်